မင်္ဂလာပါအချမ်းစာအုပ် channel ကနေဒီနေ့တင်ဆက်ပေးသွားမှာကတော့ HG Wells ရေးသားခဲ့တဲ့ The Apple ဆိုတဲ့ဝတ္ထုတိုလေးကိုပန်းတီတလုံးဆိုတဲ့ခေါင်းစဉ်နဲ့ဘာသာပြန် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပန်းတီတလုံးဓာကြီးကိုငါရှင်းပြရမယ်ဟုယထာတွေ့ဤဒေါန်းတနေရာမှာလူတစ်ယောက်ကတိတ်ဆိတ်ခြင်းကိုရုတ်ရက်ဖြိုခွင်း၍ပြောလိုက်သည် Mr. Hinchcliffe ရှင်းရှင်းလင်းလင်းမကြားလိုက်ရတော့လဲ မော့ကြည့်လိုက်မိလေသည်သူသည် သူ၏အလုပ်အသက်ကြောင်းစရာယာထူးကိုတိတာစေသောအရာဖြစ်သည့်သူ့လက်ဆွဲအိတ်လက်ကင်တွင်ကျိုးဖြင့်ခြိထားသော ကောလိပ်အုတ်ထုပ်ကိုနှစ်ချိုက်သဘောကျစွာကြည့်နေရင်ကြည်နူးပျော်ရွှင်နေခဲ့သည်မစ္စတာဟင်းကလစ်သည် လော်လော်လတ်ပင်လန်ဒန် တက္ကသိုလ်ဝင်ခွင့်ရခဲ့ပြီးဟုံးဝုဒ်အလဲရန်ကျောင်းတွင် အငယ်ရန်လက်ထောက်ဆရာအဖြစ်သွားရောက်တာဝန်ထမ်းဆောင်ရတော်မူဖြစ်ရာ ထိုအလုံးမှာ လူတိုင်းအားကြလိုချင်စရာယာထူးတစ်ခုဖြစ်သောကြောင့်သူစိတ်လှုပ်ရှား၍ပျော်ရွှင်နေခြင်းဖြစ်သည် သူသည်ယထာတွဲတစ်ဖက်ချမ်းက ထိုခီးတဲ့ကို ကြည်နေလိုက်သည်ဘာလို့မပေးလိုက်တာလဲပေးပလိုက်ကွာဘာလို့မပေးနိုင်ရမှာလဲဟုထိုသူက ပြောနေလေသည် ထိုသူသည်အရက်ရှည်၍နေလောင်ထားသောအသားအရည်မျက်နှာခပ်ဖြော့ဖြော့နှင့်လူတူဖြစ်သည်သူသည်လက်မောင်းနှစ်ဖက်ကိုတင်းတင်းကြပ်ကြပ်ပိုက်ထားပြီး ခြေတော်နှစ်ဖက်ကိုသူရှိရှိထိုင်ကုန်ပေါ်သို့တင်ထားသည်။မဲနဲ့နေသောနှခမ်းမွေးစကိုတတ်နေရင်ရှေ့ကခြေတော်ထိပ်ကိုနက်နက်နဲနဲစိုက်ကြည့်နေလေသည်။ဘာလို့လဲ?ဟုသူကပြောနေပြန်၏။မစ္စတာဟင်ချ်ကလစ်စီချောင်းတစ်ချက်ဟန့်လိုက်သည်။ထိုလူသည် မျက်လုံးပင့်တင်လိုက်ပြီးသူ၏မိခိုးရောင်ခက်ရင်ရင်မျက်လုံးများဖြင့်မစ္စတာဟင်ချ်ကလစ်ကိုတမနစ်ခန့်မြောင်ကြည့်နေလေသည်။ ထို့နောက်သူကဖြင်းညင်းစွာပြောသည် ဟုတ်တယ်ဘာလို့မဖြစ်နိုင်ရမှာလဲဒီကိစ္စကိုအဆုံးတက်လိုက်တော့မယ်ဗျာခမည်းပြောတာကျွန်တော်သိနားမလည်ဘူးမစ္စတာဟင်းချ်ကလစ်ကချောင်းတစ်ချက်ထပ်ဟန့်၍ပြန်ပြောလိုက်သည်ငါပြောတာသိနားမလည်ဘူးဟုတ်လားထိုလူကဆက်ရုပ်ဆန်းဆန်းလေးတံမျိုးဖြင့်ပြန်ပြောရင်းထူးဆန်းသည့်အကြည့်ဖြင့်မစ္စတာဟင်းချ်ကလစ်၏မျက်နှာနှင့် အုတ်ထုတ်ခြီထားသောအိတ်တို့ကိုတလဲစီကြည့်၍နေလေသည်အဲရုတ်တရက်ဆိုတော့ဘာပြောလိုက်မှမသိလို့ပါဗျာဟုမစ္စတာဟင်းချ်လစ်ကတောင်းပန်သည့်သဘောဖြင့်ပြန်ပြောလိုက်သည်ငါဘာလို့မလုပ်နိုင်ရမှာလဲဟုထိုလူကသူ၏အတွေ့ကိုဆက်လက်ရည်ရွတ်နေသည်ထို့နောက်မစ္စတာဟင်းချ်လစ်ကိုလှည့်၍မေးလိုက်သည်မင်းကကြောက်သားလား ကျွန်တော်ကလန်ဒန်တက္ကသိုလ်စာပေးစာယူကျောင်းသားတစ်ယောက်ပါမစ္စတာဟင်းချ်ကလစ်ကဂုဏ်ယူစွာပြောရင်သူ၏လက်စည်းကိုကြောင်ကရမ်းနဲ့ဆန်းလိုက်မိသည်အသိပညာတွေလေးလာလိုက်စားနေတာပေါ့ဟုတ်ထိုလူကပြောပြီးရှေးခုံပေါ်တင်ထားသောခြေတော်မြောက်ကိုရုတ်ရက်ရုတ်လိုက်ကလက်သီးဆုပ်၍ဒူးပေါ်တင်ထားပြီးလျင်ကျောင်းသားတို့ဦးကိုတခါမှမမြင်ဘူးသော သူကဲ့သို့မစ္စတာဟင်းချ်ကလစ်ကိုစိုက်ချီနေလေသည် ထို့နောက်လက်ညှိုးထောင်လိုက်ကဟုတ်ပြီဟုပြောရင်ထပ်ရလိုက်ပြီးအပေါ်စင်တန်းကအိတ်တလုံးကိုယူ၍ဖြွင့်လိုက်လေသည်ငွေရောင်ဆက်ကူများဖြင့်ထုတ်ပိုးထားသောလုံးဝန်းသည့်အရာတစ်ခုကို အသာအရာဆွဲထုတ်ကဆက်ကူများကိုဂယုတစိုက်ဖြီလိုက်သည်ထိုအရာသည်သေးငယ်ပြီး ချောမော့သော ရွှေဝါရောင်အတီးတလုံးဖြစ်ပြီးသူကမစ္စတာဟင်ချကလစ်ကိုကမ်းပေးလိုက်သည် မစ္စတာဟင်းချ်ကလစ်ကလမ်းမယူဘဲပါဇက်ဟောင်းသားဖြင့်ကြည်နေမိသည်ထူးဆန်းပွယ်ကောင်းသည့်ထိုလူကဖြင်းချင်းစွာပြောသည်ဒီဟာကအသိဉာဏ်ပညာတစ်ပင်ကပန်းသည်ပဲကြည်စမ်းသေးငယ်တယ်တောက်ပတယ်အံ့ဩစရာကောင်းတယ်ဒါအသိဉာဏ်ပညာတွေဒါဟုံငါမင်းကိုပေးလိုက်တော့မယ်မစ္စတာဟင်းချ်ကလစ်ခေတ္တမြတ်တွေ့ဝေသွားပြီး အခြေအနေကိုသဘောပေါက်သွားသည်ယူနေခြင်းဖြစ်မိဟု နားလည်လိုက်သည်ယူနေသူကိုအလိုက်အထိုက်ဆက်ဆံပေးရပေမည်သူသည်ခေါင်းကိုအနှဲငယ်စောင်းခဲ့ကာအသိဉာဏ်ပညာတစ်ပင်ရဲ့ပန်းသည် ဟုတ်လားဟုပြောလိုက်သည်မစ္စတာဟင်းကလစ်ကအလွန်စိတ်ဝင်စားဟန်ပြုလိုက်ပြီးလျင်ထိုလူကိုကြည့်ပြီးမေးလိုက်သည်ဒါနဲ့ခမည်းကိုယ်တိုင်မစားဘူးလားနောက်ပြီးတော့ဒါကြီးကိုဘလို့ရလာတာလဲဗျာ ဒါကဘယ်တော့မှညှိုးမသွားဘူးကွငါစီရောက်နေတာ၃လရှိပြီမင်းမြင်တဲ့အတိုင်းပဲချောမော့တောက်ပမဲ့ဝင်းပြီးနှစ်လိုစရာကောင်းနေတော့မယ်သူဤလက်ကိုဒူးပေါ်တင်ကအသီးကိုငေးကြည့်နေလေသည်ထို့နောက်အသီးကိုပေးပြရန်ရည်ရွယ်ချက်ကိုစွန့်လွတ်လိုက်ပြီးဖြစ်သည်အလားစကူများဖြင့်ဂယူဒဇိုက်ပြန်လဲထုတ်ပိုးနေသည်ဒါပေမဲ့ခမည်းတော်ကိုဘလို့ရလာတာလဲပြီးတော့ ဒါကအဲ့ဒီတစ်ပင်ကအတိအစစ်ဆိုတော့ရောခမရဘလို့သိတာလဲဟုမစ္စတာဟင်ချကလစ်က မေးပြန်သည်ဒီအတိကိုငါဝယ်ခဲ့တာဟုထိုလူက ပြောသည်၃လလောက်ရှိပြီရေတစ်ခွက်ပေါင်မုတ်တစ်ချမ်းနဲ့ဒါကိုလဲခဲ့တာငါ့ကိုဒါပေးခဲ့တဲ့လူက तू ကအာမေးနီးယားလူမျိုးငါက तू အသက်ကိုကယ်ခဲ့လို့ပေါ့လေအာမေးနီးယား ်အံ့ဩဖို့ကောင်းတဲ့နိုင်ငံနိုင်ငံအလုံးရဲ့အစပထမရေလွှမ်းမိုးခြင်းကာလရဲ့တင်မောကြီးကအာရာရတ်တောင်က ရေခဲပြင်တွေအောက်မှာဒီနေ့အထိမြုံနှံကြံရှိနေတဲ့နေရာငါပြောတဲ့လူကကတ် လူမျိုးတွေရဲ့လိုက်လံတိုက်ခိုက်တာကိုခံရလို့တောင်တွေကြားထဲလူမသိသူမသိတဲ့နေရာစီကို တခြားသူတွေနဲ့အတူထွက်ပြေးခဲ့ရတယ်ပြင်းလွှမ်းရင်းနဲ့တောင်ထိပ်တွေကြားက မြန်မာတဲ့တောင်ဆောင်တစ်ခုစီကိုသူတို့ရောက်သွားကြတယ်ဓာသွားတွေလိုရှာတတ်တဲ့မြက်ရိုင်းပင်တွေနဲ့စိမ့်ဆူနေတဲ့တောင်ဆောင်ပေါ့အဲ့ဒီမြက်တော်တွေဖြတ်သွားတဲ့သူတိုင်းသွေးထွက်တန်ယူဖြစ်တဲ့အထိမျက်ရှာတာခံရတယ်ကတ်တွေကထက်ချက်မကွာလိုက်လာတော့ပြေးကျင်ရင်တောင်ဆောင်ကခုံချဖို့ကလွယ်ပြီးတခြားပြေးစရာမြေမရှိတော့ဘူးဆိုးတာသွေးထွက်တန်ယူနဲ့အထိကခံပြီးသူတို့ပြေးလာခဲ့ရတဲ့မြက်တော်တွေက စွတ်ချောင်းကြီးတွေက ကတ်တွေအလွယ်တကူလိုက်လာလို့ရအောင်ကူညီပေးသလိုဖြစ်နေကြတာပဲထွက်ပြေးလာကြတဲ့သူတွေထဲမှာအဲ့ဒီအာမေးနီးယားသားနဲ့အခြားတယောက်ကလွယ်ပြီးကျန်တဲ့လူအလုံးအသက်ခံလိုက်ရတယ်သူမိတ်ဆွေတွေရဲ့အော်ဟစ်ငိုယူတန်တွေနဲ့လိုက်တတ်တဲ့သူတွေရဲ့လှုပ်ရှားမှုကြောင့်လူတရက်ကြော်တဲ့မျက်ပင်တွေလှုပ်ရှားနေတဲ့အတန်တွေကို သူကြားနေခဲ့ရတယ်။အဲဒီနောက်အော်ခေါ်တန်တွေပြန်ထူးတဲ့အတန်တွေကြားရပြီ သူလည်းအသာလေးပုံနေခဲ့တယ်။ခဏကြာတော့အားလုံးငြိမ်သက်သိစိတ်သွားခဲ့တယ်။သူလည်းမျက်တွေရှလို့သွေးတွေစီးကျနေတာကိုဂယုမဆိုင်ပဲ။တောင်ကဘာဆုံးအောင်နာကကြောက်အငူလေးရောက်တဲ့အထိရှေ့ကိုဆက်တိုးလာခဲ့တယ်။အဲ့ဒီချိန်မှာမြတ်တော်ကြီးတစ်ခုလုံးမိလောင်နေတာကို သူတွေ့လိုက်ရပြီးမိခိုးတွေကသူနဲ့ရန်သူတွေချားမှာလိုက်ကာနဲ့ကာပီးထားသလို ဖြစ်နေခဲ့တယ်။ထိုလ်လူကစကားကိုခိတရန်ထားလိုက်သည်။ဆက်ပါအောင်ဟုတ်ကဲ့ ဆက်ပြောပါဦးဟုမစ္စတာဟင်းစကလစ်က ပြောလေမျက်ရှာရတွေကြောင့်သူ့တကိုယ်လုံးသူ့အလိမ့်လိမ့်ဖြစ်နေခဲ့တယ်။နေကင်းနေပူချိန်ကြောင့်သူ့နင်းထားတဲ့ကြောက်ဆောင်ကချစ်ချစ်တောက်ပူနေတယ်။မိခိုးတွေကလည်းသူ့ဘက်ကိုတိုက်ခတ်လာနေတယ်။သူအဲ့ဒီနေရာမှာဆက်မနေရတော့ဘူး။တေးရမှာကို မကြောက်တော့ပေမဲ့ညံပန်းနှိပ်စက်ခံရမှာကိုသူကြောက်နေတယ်။ဟိုအဝေးမိခိုးတွေရဲ့တစ်ဖက်က အော်ဟိငိုယူတန်တွေသူကြားနေရတယ်လေအမျိုးသမီးတွေရဲ့ကြောက်လန့်တကြားအော်တန်ကိုလည်းကြားရတယ်အဲ့ဒါနဲ့သူလည်းကြောက်ဆောင်ကြားကကဘာတစ်ခုကိုတွေ့တက်သွားလိုက်တယ်အရွက်တွေကြားမှာဆူးလို့ထိုးထွက်နေတဲ့တကိုင်းချောက်တွေနဲ့ခြုံပုတ်တွေကနေရာနှံ့ရှိနေတယ်သူ့ကိုမမြင်ရအောင် ကွယ်ပြီးထားနိုင်တဲ့တောင်စွန်းထိပ်ကိုရောက်တဲ့အထိသူတက်သွားခဲ့တယ်အဲ့နောက်သူ့လိုပဲလွတ်မြောက်လာခဲ့တဲ့လူတစ်ယောက်ဖြစ်တဲ့တိုးချောင်းသားတစ်ယောက်နဲ့ဆုံမိကြတယ်အေးဒန်နဲ့အငတ်ပြီးထက် ကတ်တွေကိုပို့ချရတဲ့အတွက်နင်းတွေရေခဲတွေချမှာပဲအမြင့်ပိုင်းဘက်ကိုသူတို့ဆက်သွားခဲ့ကြတယ်၃ရက်လုံးလုံးသူတို့ဆက်သွားခဲ့ကြတယ်၃ရက်မြောက်နေ့ကျတော့အိမ်မက်လိုလို မြင်ကွင်းတွေသူမြင်လာရတယ်ဘိုက်စားနေတဲ့လူတွေဟာအိမ်မက်လိုလိုမြင်ကွင်းတွေမကြာခဏမြင်လာတတ်ကြတယ်ထင်ပါတယ်ဒါပေမဲ့ဒီမှာအတီးကဒီမှာရှိနေတယ်လေသူကအတီးကိုလက်နဲ့မြောက်ပြပြီးပြောလိုက်တယ် အဲ့ဒီဒဏ္ဍာရီအကြောင်းနည်းနည်းပပသိတဲ့ဒေသခံတခြားတောင်ပေါ်သားတွေစီကလည်းဒါမျိုးငါချပူးပါတယ်ဒါနဲ့ညနေဆောင်ကျယ်တွေထွက်လာတဲ့အချိန်ပေါ့ချောပြောင်နေတဲ့ကြောက်တောင်ဆောင်အတိုင်းမှောင်နေတဲ့ရှူကြီးတစ်ခုစီကိုသူတို့ဆင်းလာခဲ့ကြတယ်အဲ့ဒီနေရာမှာထူးဆန်းစွာကိုေးကောက်နေတဲ့အပင်တွေနဲ့ပြည့်နေပြီးတော့အဲ့ဒီအပင်တွေမှာပိုးစုံကျူးလေးတွေစုနေသလိုမျိုးလင်းနေတဲ့ထူးဆန်းတဲ့အဝါရောင်အလုံးလေးတွေတွဲလောင်းခုပြီးရှိနေကြတယ် ရုတ်တရက်ရှိုးကြီးရဲ့အောက်ဖက်မိုင်းတော်တော်ဝေးတဲ့နေရာမှာဖြည်းဖြည်းချင်းဖျက်လျှောက်သွားနေတဲ့ရွှေရောင်မီးရှံကြီးတစ်ခုကြောင့်လင်းထိန်လုံးနေတယ်။အဲ့ဒီအဝေးကလင်းရောင်နောက်ခံကြောင့်ရှိုးတွေကအပင်ပုလေးတွေဟာညရဲ့အမောင်လိုမဲမဲအရေးတွေဖြစ်သွားမြင်နေရပြီးဘေးနှက်ကကြောက်တောင်ဆောင်ကဘာနယံတွေကတော့အလင်းပြန်ပြီးတော့ရွှေရောင်တောက်ပနေကြတယ်။အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ကြတဲ့အခါဒီတောင်တွေရဲ့ဒဏ္ဍာရီအကြောင်းကိုသိထားကြတဲ့သူတို့အနေနဲ့ဒါဟာ ေဒင်ဥယျာဉ်ဖြစ်လိမ့်မယ်။ဒါမှမဟုတ်အေဒင်ဥယျာဉ်ကြီးရဲ့အဆောင်အရှောက်ဖြစ်လိမ့်မယ်ဆိုတာကိုချက်ချင်းသိလိုက်ကြပြီ။တေလူမျိုးပါလူတွေလိုမှောက်ရလဲသွားကြတယ်။သူတို့ပြန်ပြီးမော့ကြည့်ရတဲ့အခါမှာကျတော့တောင်ကြားကခဏတာမှောင်မိုက်နေတယ်။ပြီးတော့ပရင်အယောင်လိုလောင်ကျွမ်းနေတဲ့အလင်းရောင်တစ်ခုပြန်ပေါ်လာတယ်။အဲ့ဒီအချိန်မှာတိုးချောင်းသားကရုတ်ရက်ခုန်ထပြီးအလင်းရောင်ရှိတဲ့ဘက်စီကို အော်ဟစ်ရင်းပြေးဆင်းသွားတယ်။ဒါပေမဲ့ကြံတဲ့ဟိုတယောက်ကတော့ ကြောက်လွန်းလို့လိုက်မသွားရဘူးလှုပ်ရှားနေတဲ့အလင်းရောင်စီကို သူ့အဖော်ကပြေးသွားနေတာကိုအံ့ဩမင်သက်ကြောက်ရွံ့စွာနဲ့ပဲရက်ကြည့်နေခဲ့တယ်သူ့ចောင်းသားပြေးထွက်သွားပြီးမကြခင်မှာပဲမမြင်နိုင်တဲ့အတောင်ပိုင်းတွေကိုခတ်နေတဲ့အတန်ကြီးတစ်ခုဟာမိုးချိမ့်တန်လို့ဆူညံပြီးတောင်ကြားရှိုကြီးတစ်လျှောက်ထိတ်လန့်ကြောက်ရွံ့စရာကောင်းလောက်အောင်လွင့်ပြန်လာခဲ့တယ်အဲ့ဒီချိန်မှာငါ့ကိုဒီအတီးပေးခဲ့တဲ့လူကလှည့်ပြေးပါလေရောအဲ့ဒီအတန်ပလန်တွေကနီးလာတော့ သူလဲတောင်ဆောင်အပေါ်ကိုအလောတကြီးအတင်းပြစ်တက်ရင်အဲ့ဒီကအပင်ပုတွေကိုဝင်တိုက်ပြီးတော့မှဲ့နေတဲ့အသီးတလုံးကသူ့လက်ထက်ပါလာရက်သားဖြစ်နေခဲ့တယ်။အဲ့ဒါဒီအသီးပေါ့အဲ့ဒီချိန်မှာပဲတောင်ပန်ခတ်တန်တွေမိုးချင်းတန်တွေဟာသူ့ပတ်ပတ်လဲမှာဝဲပြန်ဆူညံသွားခဲ့တယ်။အဲ့ဒါနဲ့သူလဲလဲကြပြီးသတိလစ်သွားတော့တယ်။သူပြန်သတိရလာတော့မီးလောင်ပြာကျနေတဲ့သူ့ရွာရဲ့အပျက်စီးပုံတွေကြားထဲမှာရောက်နေပြီး ငါနဲ့တခြားလူတွေက သူ့တန်ရာတွေကိုပြုစုပေးနေကြတာပေါ့သူမြင်တွေ့ခဲ့ရတာကအိမ်မက်များလားပေါ့ဒါပေမဲ့အဲ့ဒီအပင်ရဲ့ရွှေရောင်အသီးကို သူ့လက်ထံမှာတင်းတင်းကြပ်ကြပ်ဆုပ်ထားတယ်လေဒီတန်တာကြီးအကြောင်းကိုသိတဲ့လူဒီထူးဆန်းတဲ့အသီးကဘာလဲဆိုတာကိုသိကြတဲ့တခြားလူတွေလည်းအဲ့မှာရှိနေခဲ့ကြပါတယ်သူစကားကိုခိတရက်လိုက်သည်ထို့နောက်မှဆက်ပြောသည်အဲ့ဒါကဒီအသီးပဲထိုလ်လူဤဇလန်းသည် အလွန်တရာထူးခြားစံကြယ်လွန်းလာသဖြင့်ယခုကဲ့သို့ success ရထားလိုင်းပေါ်ကတတရာတန်းခီးတဲ့တွဲထဲတွင် ပြောပြရသည်မှာမတင့်တော်တကယ်သို့ပင်ဖြစ်နေလေသည်အကယ်၍လက်တွေ့ဘဝဆိုသည်မှာစိတ်ကူးရင်ဆန်သော အရာများကို ဖုံးအုပ်ထားသော အကာတစ်ခုသာဖြစ်ခဲ့မည်ဆိုရင် ယခုအချိန်နေသည်စိတ်ကူးရင်ဆန်သောအရာတစ်ခုကလက်တွေ့ဘဝတည်ဟူသော ဖုံးအုပ်ထားသည့်အကာကို ဖောက်၍ထွက်လာတကယ်သို့ဖြစ်နေလေသည် Mr. Hinchcliffe အနေဖြင့်ဟုတ်လားဟူသော စကားတခွန်းသာ ပြန်ပြောနိုင်လေတော့သည်ထိုလူကဆက်ပြောပြသည်သူတို့ရဲ့ဒန်တာကြီးအရာကတော့အဲ့ဒီဥယျင်ပတ်လည်မှာပေါက်နေတဲ့အပင်ပုတွေဟာအာဒန်နဲ့အေဝါတို့ဥယျင်ထဲကနေနှင်ထုတ်ခံရတော့ကအာဒန်လက်ထဲမှာပါလာတဲ့ပန်းသီးကနေပေါက်ပြီးပွားလာတာတဲ့သူကလက်ထဲမှာတစ်ခုခုပါလာလို့ကြည့်လိုက်တော့ဥယျင်ထဲမှာသူတို့စားခဲ့တဲ့ကိုက်လက်စားပန်းသီးဖြစ်နေလို့ စိတ်တူတူနဲ့ပြစ်ချခဲ့တာပဲအဲ့ဒီကနေအပင်ပေါက်လာကြတာပဲဒီအပင်တွေဟာစီးနှင်းနဲ့အများရန်ဖုံးလွှမ်းကာယံထားတဲ့လူသူကင်းမဲ့ရာအဲ့ဒီတောင်ကြားရှိုးထဲမှာပေါက်နေကြပြီးတော့ဖယားသခင်ရဲ့တရားစီရင်ရာနေ့မတိုင်ခင်အထိမိရှန်သားတွေကစောင့်ကြပ်နေကြတယ်လို့ဆိုကြတယ်ဒါပေမဲ့ဒါတွေကဟုတ်မစ္စတာဟင်းကလစ်ကပြန်ပြောရင်းစကားတစ်ချက်ရက်သွားသည်ပြီးမှဆက်ပြောသည် ဒါတွေကိုဒန္တာကြီးတွေပုံဥပမာတွေလို့ကျွန်တော်ထင်နေတာအာမေးနီးယားမှာအဲ့ဒါတွေတကယ်ရှိတယ်လို့ခင်ဗျားပြောချင်တာလားမိကုံးမေမဆုံးခင် ထိုလ်လူကသူ့ဤလက်ထက်ကအသီးထုပ်ကိုပြပြီးအမှုအရာဖြင့်ဖြေလိုက်သည်ဒါပေမဲ့ခင်ဗျားမသိနိုင်ဘူးလေဟုမစ္စတာဟင်ချကလစ်ကထပ်ပြောသည်ဒါကအသိဉာဏ်ပညာသစ်ပင်ရဲ့အသီးအစစ်ဟုတ်မဟုတ်ကိုပေါ့အဲ့ဒီလူကထင်အောင်ထင်မှားဖြစ်ခဲ့တာမျိုးများလား ဥပမာဗျာဒါကိုကြည့်လိုက်ဟုထိုလူက စကားဖြတ်ပြောလိုက်သည်ထိုအသည်သည်အမှန်ပင်ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့်အလုံးတစ်လုံးဖြစ်လေသည်ပန်းသည့်အစ်စ်ကားမဟုတ်ကိုပိုင်အလင်းတက်ရှိသည့်အလားရွှေရောင်တောက်ပနေသည်ကို မစ္စတာဟင်းကလစ်မြင်နေရသည် ထိုအသည်ကိုကြည့်နေရင်တောင်တန်းများကြားကလူသူကင်းမဲ့ရာ ရှူကြီးကို၎င်းမီရှန်တာအဆောင်အရှောက်များကို၎င်းယခုကြားခဲ့ရသောဇလန်းထက်က ထူးဆန်းသည့်အရာများကို၎င်းစသဖြင့်ထင်ထင်ရှားရှားမြင်အောင်လာမိလေသည်သူသည်လက်ဖြင့်မျက်လုံးကိုပုတ်လိုက်ရင်ဒါပေမဲ့ဟုရရွတ်လိုက်၏ဒီဟာကဒီတိုင်းပဲချောမွတ်လုံးပြည့်နေတာ၃လရှိနေပြီအခုဆိုရင်၃လကိုရက်နေနေတော့ကြော်နေပြီခြောက်သွားတာညှိုးနှွမ်းသွားတာပုတ်တိုးသွားတာမျိုးလုံးဝမရှိဘူးဒါဆိုခမည်းကိုယ်တိုင်ကရောဒါကိုတကယ်ယုံလားဟုမစ္စတာဟင်းချ်ကလစ်ကပြောလိုက်သည် ဒါဟာတကယ်ကိုအေဒင်ဥယျင်ထက်ကတားမြစ်ထားခဲ့တဲ့အသီးပါပဲအသိဉာဏ်ပညာအပင်ရဲ့အသီးပေါ့ထိုသူဤဟန်ပန်အမှုရာနဲ့စိတ်အခြေအနေတို့ပုံမှန်အနေထားဖြစ်ဒီကိုပါယုံမတန်တရားဖြစ်စရာအကြောင်းမမြင်ရချေဟုတ်တယ်ပဲထားပါတော့ခုဆိုက မစ္စတာဟင်းကလစ်ကစကားခဏရက်လိုက်ပြီး ထိုအသီးကိုစိုက်ကြည့်နေသည်ထို့နောက်ဆက်ပြောသည်ဘာပဲဖြစ်ဖြစ်ပါဒါကကျွန်တော်အတွက်လိုအပ်တဲ့ သိပညာမျိုးတော့မဟုတ်ဘူးဗျအဲကျွန်တော်ဆိုလိုတာကအာတာနဲ့ဧဝကစားပြီးသားပဲလေငါတို့လူသားတွေကသူတို့ရဲ့အပြစ်တွေကိုပဲအမွေဆက်ခံခဲ့ရတာသူတို့ရဲ့အသိဉာဏ်ပညာကိုမဟုတ်ဘူးကွာခုထိုလူကပြန်ပြောသည်ဒီအသည့်ကငါတို့ရဲ့အသိအမြင်ဉာဏ်ပညာတွေကိုပွင့်သွားစေလိမ့်မယ်ငါတို့ဟာအရာအားလုံးကိုထိုးထွင်းသိမြင်လာလိမ့်မယ်အရာအားလုံးကိုသိရှိနားလည်လာလိမ့်မယ်ဒါဆို ခမ ्या ကိုယ်တိုင်ဘာလို့မစားတာလဲဗျမစ္စတာဟင်းချ်ကလစ်ကတိလို့ဇောပြင်းမေးလိုက်သည်ငါစားဖို့ဆိုပြီးယူလာခဲ့တာပါပဲဟုထိုလူကဆိုသည်ဒီအသည့်ကြောင့်လူသားမျိုးနွယ်တွေကကြာရှုံးခဲ့ပြီးသွားပြီလေဒီတိုင်းထက်စားတော့ရောဘာထူးလာမှာလဲအသိဉာဏ်ပညာဆိုတာစွမ်းအားပဲလေဟုမစ္စတာဟင်းချ်ကလစ်ကပြောသည်ဒါပေမဲ့အဲ့ဒါကပျော်ရှင်မှုမဟုတ်ဘူးလေငါကမင်းထက်အသက်ကြီးတယ် နှစမကကြီးပါတယ်ဒီအသီးကိုငါလက်ထမ်းမှာအချိန်ချင်းအခါခါကင်ထားခဲ့ပေမဲ့လူတယောက်အနေနဲ့ထိတ်လန့်စရာကောင်းလောက်အောင်အရာအလုံးကိုထိုးထွင်းသိမြင်သွားခဲ့ရင် ဆိုတဲ့အတွေးတွေကငါနှလုံးသားကိုနှိပ်စက်နေခဲ့တယ်ဆိုပါစို့ လောကကြီးတစ်ခုလုံးဟာရုပ်တရက်ရှင်းလင်းသွားသလိုမျိုး အမြင်ပွင့်ထွက်သွားခဲ့ရင်ဘယ်လိုလုပ်မလဲအဲ့ဒါကကျွန်တော်အထင်တော့ခြုံပြောရရင်အကြီးမားဆုံးအကျိုးကျေးဇူးတစ်ခုပဲဗျာ ဟုမစ္စတာဟင်းကလစ်က ပြောလိုက်သည်မင်းပတ်ဝန်းကျင်ကလူတိုင်းရဲ့ယင်တဲ့စိတ်ထဲကိုသူတို့ရဲ့အလျော့ဝဲဆုံးနေရာတွေအထိမင်းမြင်နိုင်တယ်လို့စဉ်းစားကြည့်လိုက်မင်းချစ်တဲ့လူတွေမင်းတန်ဖိုးထားတဲ့လူတွေရဲ့စိတ်ထဲကိုပေါ့ဟန်ဆောင်လိန်ညာနေတဲ့သူတွေကိုချက်ချင်းတီမှာပေါ့ဟုမစ္စတာဟင်းကလစ်ကသူအတွေးခေါ်ကိုစိတ်ဝင်စားစွာပြန်ဖြေသည်ပြီးတော့ပိုဆိုးတော်ကမင်းရဲ့ကိုကိုကိုလှည့်စားထားတဲ့စိတ်တွေပါတယ်မရှိပဲနဲ့ မင်းကမင်းအမှန်တိုင်းသိလာမယ်။ဂယုဏမျက်စိနဲ့မြင်ပြီးနားလဲပေးသလိုအမြင်မျိုးမဟုတ်ဘူး။မင်းရဲ့အနေအထားအဆက်ကိုမင်းမြင်လာမယ်။မင်းရဲ့လှုပ်ဆောင်နိုင်စွမ်းကိုနှောက်ယှက်နေတဲ့မင်းရဲ့တက်မဆိတ်တွေအားနည်းချက်တွေအကြောင်းကိုရောပေါ့။အဲ့ဒါကလည်းကောင်းတဲ့အရာ ဖြစ်နိုင်ပါတယ်။ကိုကိုကိုသိပါဆိုတဲ့ဆိုရိုးစကားရှိတယ်လေ။မင်းငယ်ပါသေးတယ်ကွာ ဟုထိုလူကပြောသည်။ခမည်းကစားလဲမစားခြင်းဘူးပြီးတော့ဒီအတိအကျကိုခမည်းစိတ်ရှုပ်နေရတယ်ဆိုရင် ဘာလို့လွတ်မပြစ်လိုက်တာလဲဒါကလည်းနင်းငါ့ကိုနားမလည်နိုင်ပြန်ဘူးထင်တယ်ငါအတွက်တော့ဒီလိုတောက်ပပြီးအံ့ဩစရာကောင်းတဲ့အရာကိုဘလို့လို့လွန့်ပြက်နိုင်ပါလေဒါမျိုးကတစ်ခါပိုင်ဆိုင်ထားမိရင်ကိုယ့်ကိုချီနှောင်ထားသလိုပဲဒါပေမဲ့ပေးပြစ်လိုက်ဖို့ကြပြန်တော့လေအသည့်ဉာဏ်ပညာကိုရေလိုငတ်နေတဲ့သူ အသည့်အမြင်ပွင့်လင်းသွားမှကိုတွေးပြီးကြောက်မနေတဲ့သူဖြစ်ဖို့လေလိုသေးတယ်လေဟုတ်တာပေါ့ ဟုမစ္စတာဟင်းကလစ်ကစဉ်းစားဟန်ပြီးပြောသည်ဒါကအစိတ်ရှိတဲ့အသီးမျိုးလည်းဖြစ်နိုင်တာပဲထိုအခါတွင် သူ၏မျက်လုံးသည်ယထာပရင်ပေါက်ပြင်ဖက်ရှိအဖြူရောင်ဆိုင်ပုတ်တွင် အနက်ရောင်ဖြင့်ရည်ထားသည့်စာလုံး၏အစုံပိုင်းကိုလမ်းမြင်လိုက်၏ wood ဟူသောစာလုံးကိုမြင်လိုက်သည်ရုတ်တရက်သူလှုပ်ရှားကဆင်းဖို့ပြင်ဆင်သည်တစ်စိလောက်ဖယ်ပေးကြပါလားဗျာဟုံးဟုဘူတာရောက်လေပြီယခုမူကား လက်တွေ့ကြသောပြစ်ဆုံးပန်းသည် သူထံသို့တိတ်ဆိတ်ဝင်ရောက်လာသောလျှို့ဝဲဆန်းကျက်အကြောင်းအရာကိုဖျက်ဆီးပစ်လိုက်လေတော်သည်သူသည်လက်ဆွဲအိတ်ကိုကန်၍ယထာတွဲတကားကိုဆွဲဖွင့်လိုက်သည်တွဲဆောင်ကယထာထွက်ခွာရန်အလံအစိမ်းရောင်ကိုဝေရမ်းနေလိပြီမစ္စတာဟင်းကလစ်တယောက်ယထာဘော်ကခုံဆင်းလိုက်သည်ဟေးဒီမဟူသောအတံကို သူ၏နောက်ဘက်ကကြားလိုက်ရပြီးထိုလူ၏မဲမောင်တောက်ပနေသောမျက်လုံးများနှင့်တွဲတကားပေါက်အပြင်သို့ သူထုတ်ပြနေသောရွှေရောင်တောက်ပနေသည့်အသီးကိုလမ်းမြင်လိုက်သည် သူသည် အသီးကိုအလိုလျောက်ဖမ်းယူလိုက်မိသည်ယထာသည်စတင်ထွက်ခွာနေလေပြီမလုံနဲ့ထိုလူကအော်ဟစ်လိုက်ပြီးအသီးကိုပြန်ယူရန်အတွက် လက်ကိုလှမ်းလိုက်သည်ဟေးလူဖဲဖဲဘူရာယုံအဆောင်တူကတကားပိတ်ရန်အတွက် သူ့ကိုတွန်းထုတ်ရင်းအော်ဟစ်လိုက်သည်ထိုလူသည်ယထာပရင်ပေါက်မှခေါင်းနှင့်လက်ကိုထုတ်ပြီးစိတ်လုံရှားစွာဖြင့် အစုံတရာကိုအော်ပြောလိုက်တော့လဲမစ္စတာဟင်းစကလစ်မကြားလိုက်ရပြီထို့နောက်ထွက်ခွာသွားသောယထာသည် မကြာမီမြင်ကွင်းမှပျောက်ကွယ်သွားခဲ့သည်မစ္စတာဟင်းစကလစ်သည်ယထာနောက်ဆုံးတွဲလမ်းအကွေ့မြင်ကွင်းမှပျောက်ကွယ်သွားသည်ကိုရက်ကြည့်မှင်သက်နေခဲ့ပြီးအန်အော့ပွဲကောင်းသောထိုအသည်ကိုသူ၏လက်ထဲတွင်ခြင်ထားခဲ့လေသည် သူသည်စက္ကန့်ပိုင်းမျှစိတ်ရှုပ်ထွေးနေခဲ့ပြီးနောက်ပလက်ဖောင်းပေါ်ရှိလူနှုတ်ဦးသုံးဦးခန့်ကသူ့ကိုစိတ်ဝင်စားကြည့်နေကြသည်ကို တိပြုမိသွားသည်သူသည်အလဲတန်းကြောင်းစီရအသက်အဖြစ်ပထမဦးဆုံးအလုပ်ဝင်ရမိသူဖြစ်သည်ယခုဖြစ်ပျက်သွားသည်ကိုသူတို့နားလည်မိမဟုတ်ယခုအသည်ကိုလည်းတာမန်လိန်မော်သည်တလုံးဟုထင်နေကြလိမ့်မည်ဟုတွေးရင်းအနှဲငယ်ရှက်သွားသဖြင့်မျက်နှာနီမြန်းသွားသည်အသည်ကိုဘေးအိတ်ကထထိုးထည့်လိုက်ရာအိတ်ကကဖောင်းကား၍နေလေသည်သို့တော်မတတ်နိုင်ဤကဲ့သို့ကြွားကြလာသည့်အခြေအနေကြောင့်အနေခဲ့ရခြင်းကိုဖုံးကွယ်ထားရင် ထိုလ်လူများစီလျှောက်သွားကအကြောင်းသို့သွားရလန်းနဲ့ပလက်ဖောင်းပေါ်တွင်ရှိနေသော သူ၏လက်ဆွဲအိတ်နှင့်တန်တစ်တာနှလုံးကိုမိတို့မိဘုံတဲယူရမိကိုမေးမြန်းလိုက်သည်မိတ်ဆွေတွေကိုပြောပြဖို့အတွက်သူဆမ်းမီစိတ်ကူးရင်ဆန်တဲ့ဇလန်းတွေထဲမှာတော့ဒါကအဆန်းကျယ်ဆုံးပဲသူတွေးလိုက်မိသည်သူ၏ခီးဆောင်အိတ်များကို၆ပဲနှိဖြင့်ဂုံကားနှင့်တဲယူနိုင်ပြီးသူကိုယ်တိုင်ကတော့လမ်းလျှောက်၍ရှိကသွားနိုင်ကြောင်းသူသိလိုက်ရသည် ထိုလ်လူများ၏စကားများတွင်တယောလောင်ပြောင်သည့်သဘောပါနေသည်ဟုသူ ထင်မြင်မိသည်သူသည်သူ့အိတ်ကကြီးဖောင်းထွက်နေသည်ကိုသာသတိပြုနေမိပြီးစိတ်မသက်မသာဖြစ်နေတော်သည်ယထာပေါ်မှထိုလ်လူ၏ထူးခြားသောစိတ်အားထက်သန်မှုနှင့် သူပြောပြခဲ့သောဇလန်း၏ဆွဲဆောင်မှုတို့သည် မစ္စတာဟင်းကလစ်လက်ရှိကြုံနေရသည့်အခြေအနေကိုခိတ္တမြမေ့သွားစေသည်ဟိုဟိုဒီဒီတွားလာနေတဲ့မီးတောက်တွေလားထိုအတွေးများသည် ယခုလက်ရင်းကြုံတွေ့ရင်ဆိုင်ရမည့်ကိစ္စရများအကြားမိခိုးတစ်ခုလိုပျောက်ကွယ်သွားလေသည်သူ၏အလောက်ကိုင်းအစ်တနှင့်ဟုံးဟုမြို့သူမြို့သားများအပေါ်အထူးသဖြင့်စာသင်ကျောင်းမှလူများအပေါ်တွင် သူပြသရမည့်ပုံရိပ်တို့အတွက်အာရင်အသည်များပြန်လည်ပေါ်ပေါက်လာပြီးဘူရာမှမထွက်ခွာခင်မှာပင် သူစိတ်ခံစားချက်များကြီးလင်းလန်းဆန်းလာခဲ့သည်သို့သော အချင်းသုံးလမ်းမှပင်မရှိသောနူးညံ့တောက်ပသည့်ရွှေဝါရောင်တည်တည်တလုံးကို အိတ်ကထဲထည့်ထားခြင်းသည်သူ၏အသွင်အပြင်ကို ထိခိုက်နေစေသည်အနောက်ရောင်ဂျာကင်အိတ်ကထဲတွင် ထိုအသည်ကဖောင်းကားဖူးထွက်နေပြီးအင်ဂျီသည်အချိုးမကျတဲ့ကဲ့သို့ဖြစ်နေသည်အနောက်ရောင်ဝှဆုံနှင့်အဖွားအိုတူဦးကိုသူဖြတ်ကျော်လျှောက်သွားစဉ်ထိုအဖွားအိုဤမျက်လုံးများသည်သူ၏ဖူးထွက်နေသောအိတ်ကနေရာကိုချက်ချင်းကျရောက်သွားသည်ကိုသတိထားမိလိုက်သည်သူ၏လက်တစ်ဖက်တွင် လက်အိတ်ဝတ်ထားပြီးကြံတစ်ဖက်ကဒုတ်ကောက်ကိုကင်ထားသည်ဖြင့် အတီးကိုလက်တွင်ကင်ပြီးရှောက်သွားရမှာလဲဆရာတယောက်အနေဖြင့်မတင်တော်တကယ်သူဖြစ်နေသည်မြို့ထဲဝင်သည့်လမ်းတနေရာအရောက်လူအနေငယ်ရှင်းသဖြင့်အတီးကိုအိတ်ကထဲကထုတ်ပြီးအုတ်ထုတ်တဲ့ထဲဆောင်ကြည့်သည်အတီးသည်အနေငယ်ကြီးနေသဖြင့်အုတ်ထုတ်မှာရည်စရာကောင်းလောက်အောင်ရိမ့်ထိုးနေ၏အတီးကိုပြန်ထုတ်နေစင်မှာပင် အသားဆိုင်ကအလုံသမားလေးတူဦးသည် အသားလဲကိုလမ်းတောက်မှချိုးကွေ၍တွန်းလာသည်ကိုတွေ့လိုက်ရသည် တဲခွာကြတာပဲမစ္စတာဟင်းစ်ကလစ်ကပြောလိုက်သည်သူသည် ထိုအသည်ကိုထိုနေရာတွင်ပင်စားပစ်ပြီးအလုံးစုံကိုထိုးထွင်းသိမြင်နိုင်သော အသိဉာဏ်ပညာကိုရယူလိုက်ခြင်းတော်လဲအရေးရှမ်းသောအသည့်တလုံးကိုလမ်းပေါ်တရွတ်ရွတ်စားရင်းမြို့ထဲကိုရှောက်ဝင်သွားလျင်အများကြီးစရာဖြစ်ပေလိမ့်မည် ထိုအသည်ကအရေးရှမ်းလိမ့်မည်ဟုလဲသူခံစားရသည်ចောင်းသားတူဦးကတွေ့သွားခဲ့လင်းလဲဆရာဖြစ်သူ သူဤဂုံတိတ်ခါကိုထိခိုက်စေနိုင်ပေသည် အသီးအရေများကလည်းမျက်နာနှင့်အင်ကြီးလက်များတွင်စွန့်ထင်းပေကျံသွားနိုင်သည် အကယ်၍တံပြာသီးကဲ့သို့အက်စစ်တက်ပါသောအရေများဖြစ်လေမူအဝတ်အစားပေါ်စွန့်သောအခါဆေးသားများကျွတ်သွားစေနိုင်သည်ဤသို့ဖြင့်လမ်းချိုးတနေရာအရောက်တွင် နေရာအောက်တွင်လှပ၍ကြည်ကောင်းနေသော အမျိုးသမီးနှုတ်ဦးကိုတွေ့လိုက်ရသည်သူတို့နှစ်ယောက်သည်စကားတပြောပြောဖြင့်မျိုးရဲဘက်ကိုဖြင်းညင်းစွာရှောက်နေကြသည်သူတို့သာနောက်လဲကြည့်လိုက်၍ခံညာသောလူငယ်တူဦးက တောက်ပနေသောအဝါရောင်ခန်းကျင်သည်ကဲ့သို့အသီးတလုံးကိုကင်ထားသည်ကို မြင်လျင်တေချာပေါက်ရီမောကြပြီမိ။ကင်ကွာမစ္စတာဟစ်ကလစ်ကရေရွတ်လိုက်ပြီးဝန်ထုပ်ဝန်ဘိုးတပွဲဖြစ်နေသော ထိုအသီးကိုလန်နဘေးရှိအသီးချန်တချန်ဤကြောက်နံရန်ခြံစည်းရိုးကိုကြော်ပြီးလက်ခနဲလွှင့်ပစ်လိုက်လို့တော်သည်။ဆုံးရှုံးသွားသည့်ခံစားချက်ကိုတည်ငကမြခံစားလိုက်ရသည်။သို့သောလက်အိတ်နှင့်ဒုက္ခကိုအသေးအချာပြင်ကင်လိုက်ပြီး ခန္ဓာကိုယ်ကိုမက်ကကြာကြာနာနာအနေအထားဖြင့်အမျိုးသမီးနှုတ်ဦးဘေးကဖြတ်ကျော်လိုက်ပြီးဆက်လျှောက်လာခဲ့လေတော်သည်ထုံညတွင် မစ္စတာဟင်းကလစ်သည်အိမ်မက်တစ်ခုမြင်မှတ်ခဲ့လေသည် အိမ်မက်ထဲတွင် ကြီးမားသော တောင်ကြားရှိုးကြီးကို၎င်းမိတောက်လောင်နေသောမိရှံဓားများကို၎င်းထူးဆန်းစွာတွန့်လင်ကောက်ကွေး၍ပေါက်ရောက်နေကြသော အပင်များကို၎င်းမြင်တွေ့ခဲ့ရသည် ပေါ်ပေါ်တန်တန်သဘောထား၍သူလွန့်ပြဲ့ခဲ့သောအသည်သည်အသည့်ဉာဏ်ပညာသစ်ပင်မှ ပန်းသည့်အစစ်အမှန်ဖြစ်သည်ကိုသိရှိလိုက်ရသည်ထို့နောက်သူသည် အလွန်စိတ်မချမ်းမသာဖြင့်နှုတ်ထလာခဲ့သည်မနက်မိုးတော့အလင်းရောက်သော သူ၏နောင်လာစိတ်များသည်လည်းတဖန်ပြန်လည်၍ပျောက်ကွယ်သွားခဲ့သည်သို့သောသူပျော်ရွှင်နေသောအချိန်အလုရှုပ်နေသောအချိန်များတွင်ပြဿနာမရှိတော့လေနောက်ပိုင်းတွင် မကြာခဏနောင်တစိတ်များပြန်ဝင်လာပြီးစိတ်ဒုက္ခပေးနေတတ်လေသည်နောက်ဆုံးတွင်မူလာတာသောညတညဟုံးဟုတမျိုးလုံးတိတ်ဆိတ်ငြိမ်သက်နေသောညဆတနာ၏အချိန်ခန့်တွင် သူ၏နောင်တစိတ်များသည်မဆတိုး၍ပြန်လည်ဝင်ရောက်လာခဲ့ပြီးထိုစိတ်နှင့်အတူစွန်စားလိုသည့်စိတ်ဆန္ဒများပါ ပေါ်ပေါက်လာခဲ့လေသည် သူသည်အိမ်ထဲကအသာထွက်လာပြီးကစားကွင်းနံရံကိုကြော်တက်ကာ တိတ်ဆိတ်နေသောမြို့ထဲမှဖြတ်ပြီးဘူရာယုံလန်းသို့သွားခဲ့သည်ထို့နောက် သူအသီးကိုလွှင့်ပြခဲ့သောခြံနံရံကို ကြော်တက်ကခြံထဲခုံဝင်လိုက်သည်ခြံထဲရောက်သောအခါစီးနင်းများဆူဆွနေသော မြက်ပင်များနှင့်ဒန်ဒီလန်ယုံ ပန်းပွင့်များအကြားတွင် လိုက်လံရှာဖွေခဲ့တော်လဲအသီးကိုမူကားပြန်မတွေ့ရတော့ချေ